ဆွဲကြိုးလူတာဆွဲကြိုးလူတာအခုငကကြီးကိုလိမ့်ပိပြီးတော့ပိန်လိမ့်သွားတယ်ပိန်လိမ့်ပြီးတော့နားမှာနားပြတ်သွားဒီဆွဲကြိုးလူတာဆွဲကြိုးဆွဲလူတာဆွဲကြိုးမရတော့ငကနဲ့ညှိပြီးပါသွားငကနဲ့ညှိပြီးငကကြောင့်ပိန်လိမ့်သွားတယ်ပြအောင်မယ်ဒီလက်ရှိကျမကိုယ်တိုင်ဒီနေ့အလူခံရတာ50နဲ့46ကြားမှာအကောင်ပေါ်ပြအောက်ပြနဲ့ဝတ်ထားတာအောက်ပြအောက်ပြ EBC ကဝတ်စုံနဲ့စိုင်ကယ်ကဗာချမ်းမိန်နဲ့ အားလုံးမင်္ဂလာမျိုး MK Entertainment Channel ကိုကြိုလိုက်ပါရစေ။ဒီနေ့တစ်ဆက်ပြင်းတဲ့သတင်းလေးအရေးအမှားရေးချေသတင်းပြဒီသတင်းကဘာလဲဆိုရင်ဒီဒီမျိုးသမီးကတော့ဒီသူ့ရဲ့ရွှေတင်ငွေတွေကိုလုခံရလို့ပြပြလာတဲ့ဘီဖန်လေးကိုကျွန်တော်မျိုးပြတဲ့တစ်ဆက်ပြတော့ဖြစ်ပါတယ်။ဒီဘီဖန်လေးကိုတစ်ဆက်ပြတာပြတဲ့ရွေချက်ကတော့ကျွန်တော်မျိုးလေကျွတ်တွေကောက်ကွယ်ပစ္စည်းလေးအောင်နောက်ထပ်လူလေဒီလိုမျိုးအခုမခံရအောင်လို့တန်နေပြန်လို့မှတ်တစ်ဆက်ပြလေးချင်းဖြစ်တယ်။ဒါဆိုရင်တော့ကျွန်တော်ဘီဖန်လေးကိုဆက်လိုက်အောင် င်46ကျားမှာနော်ဆွဲကျိုးတွေငကက်တွေအရင်လူနေတယ်အခုလက်ရှိကျမကိုယ်တိုင်ဒီနေ့အလူခံရတာ50နဲ့46ကျားမှာအကောင်ကပိန်ပိန်နဲ့သူတို့ကကြတော့ဝတ်ထားတဲ့ဝတ်ဆောင်ကကြတော့ EBC ကဝတ်ဆောင်နဲ့လူတာအပေါ်ပြအောက်ပြနဲ့ဝတ်ထားတာအောက်ပြအောက်ပြ EBC ကဝတ်ဆောင်နဲ့စိုင်ကယ်ကဗာချမ်းပိန်နဲ့အရက်ရှည်ရှည်နဲ့မျက်နှာတွတ်တွတ်အသားပြူပြူနဲ့အကောင်နှစ်ကောင်လူတာဗာချမ်းဆွဲကြိုးဆွဲလူတာဆွဲကြိုးမရတော့ငကန်းနဲ့ညှိပြီးပါွားငကန်းနဲ့ညှိပြီးငကန်းကြောင့်ပိန်လိန်သွားတဲ့ပြအောင်မယ်ဒီမှာလူတာဆွဲကြိုးလူတာ နကွင်းတစ်ဖက်လုံးကပိန်လိုက်မြေအခုအရှစ်သက်မသွားလို့ရှင်းမှာစောင့်နေမှာဆိုလို့အကိုလူတွေကိုပြန်စောင့်နေလားအမအကျန်းစွဲကြိုးလူတာစွဲကြိုးလူတာအခုနကကြီးကိုလိမ့်ပိန်ပြီးတော့ပိန်လိမ့်သွားတယ်ပိန်လိမ့်ပြီးတော့နားမှာနားပြတ်သွားဒီစွဲကြိုးလူတာပိန်လိမ့်ပြီးနားပြတ်ပြီးအခုကြောက်လို့ကုန်ပစ္စည်းတွေလမ်းတစ်ဝက်မှာကုန်မတက်ရက်ထားไอ้ล้านซองล้านซองอ่ะนี่นอกก็ไล่ลาพี่တော့ลุล่ะตะทีชีโดบ่50จ้าวิดท่าได้วิดส่งอ่ะ EBC วิดส่งเนี่ยอปอปลาออกปลาเนี่ยก็วิดตา ပေါ်ပြလူလာမသိ EPC ရုံးကလူလိုလိုဘာလို့နဲ့အဲ့လိုလူတာဒီမှာလေဒီနားကနေပြီးတော့မှအဲ့ဟိုလမ်းဆောင်နားကနေလိုက်လာတာကိုရီးယားပထမကသူကဖြည်းဖြည်းမောင်းမိလိုက်လာတာနောက်ကနေလဲနောက်ပြီးကြတော့မှဆိုင်ငယ်ရှေ့ကျော်လဲကျော်အတကုံမောင်းပြီးဘေးကနေဆွဲလူတာအမေကသတိရှိပြီးတော့ဟဲ့လို့ကြုတ်ပြီးတော့ကိုမကြီးကဆိုင်ငယ်ကိုဟိုဘက်တိုးလိုက်လို့မတိုးလို့ရှိလို့ရှင်ဆွဲကျိုးလိုက်ပါနကတော့ပြတ်သွားတာ ကြီးကြီးနဲ့ပြန်ထည့်ကြည့်တော့မောင်းလာငါ့ကိုလည်းမတိုက်လို့မနေတော့ဘူး။အဲဝင်းစုံကအရှိရအကောင်ကဆိုင်ငယ်အုပ်ထုံးနဲ့ EBC ရုံကအပေါ်ပြအောက်ပြလို့ဝတ်ထားတာအနောက်ကအကောင်ကလည်း EBC ရုံကပဲအပေါ်ပြအောက်ပြနဲ့ဝတ်ထားတာ EBC ဝတ်စုံနဲ့အသားမြင့်မြင့်နဲ့ပိန်ပိန်နဲ့မျက်နှာစောစောနဲ့ဒီလိုကဟောကောင်နော်နှစ်ယောက်စလုံးနှစ်ယောက်စလုံးတယောက်ကရှိရဆိုင်ငယ်အုပ်ထုံးနဲ့ဗာကျန်းပိန်နဲ့အခုနော်ဒီနာတဝိုက်မှာအဲ့ဒါခဏ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 အလူခံနဲ့ကိုယ်လေးလဲကိုယ်လေးတွေ့မှရုံကရနော် နောက်ကနေဆိုင်ငယ်နဲ့လှူလာပြီးတော့စွဲကြွားတော့မပါပါဘူးငကားတော့ပြက်ပြီးနားပြက်သွားတာနော်ဟိုလေစွဲကြွားလည်းအကြည့်ကြီးမို့လို့မပါပါနောက်ဘက်တာဆိုမလွယ်ဘူးဆိုင်ငယ်သမားကလည်းမဟိုဘက်တိုးလိုက်လို့ဆိုင်ငယ်ကိုစွဲခါလိုက်လို့စွဲတာမခါလို့ရှိရင်အဲ့ဒါအကုန်ပါတယ်နော်ဒီနားမှာခဏခဏဖြစ်နေတာပါတကုံးမတကုံးမပါအဲ့ဒါလူတွေကိုသတိရှိဖို့ဟိုဒီဖောကိုကြည့်နေရာရှိတယ်လေဒီနားမှာအဲ့ဒါဖမ်းပေးဖို့ခဏခဏအဲ့လိုလုံနေတာပါလေဒီနားလူတွေလည်းအကုန်ပြောတာ ်နားမှာဒီနားမှာပါအဲ့တကုံးမှာပါအပလက်ကီဒီဘီရှိမှာခဏခဏလူလာတဲ့ကျွန်မဒီနေ့ကိစ္စလေးတခုပြောပြမယ်အဲ့ပါလဲဆိုတော့အခုတော်တော်ဆူဆူဟွားဖြစ်နေတာကျွန်မတို့ခပိုက်နိုင်တယ်ဆိုတာရင်းကကြာပူတာပေါ့နော်လမ်းလျှောက်သွားနေမှာဆွဲကြိုးဖြတ်တာလို့ပါလို့ပြီးရင်ဆိုင်ငယ်စီးနေလို့ ဟိုပစံအိပစံအိဆွဲလူတာတော့ဆွဲကျဖြတ်သွားတာတော့အဲ့လိုမျိုးကြားဘူးလေပြီးရင် YMS ပေါ်မှာကပိုင်းလိုက်တာကြားဘူးလေအခုနောက်တစ်ဆင့်ဘာတိုးလဲဆိုတာလူတွေဘလောက်ရဲတင်လာလဲဆိုတာကျွန်မပြောပြကိုပိုင်ကာစီးနေတာတောင်ကိုပိုင်ကာစီးနေတာတော့ကိုကားပေါ်မှာကိုမောင်းွားနေတယ်ကိုကားပေါ်မှာကိုသွားပြီးပစံအိထားတာကပိုင်းလိုက်ခံတည်အဲ့ဒါဘယ်လိုယုံမလဲမနေ့ကလက်သူကျွန်မအမျိုးသားဘာဖြစ်လဲဆိုတော့ သူကမြောက်တကုံကနေပြီးတော့မှသူကကျိုးတရာမြောက်တကုံကျိုးတရာနေပြီးတော့သူကမြောက်ဥကလောင်ကိုပူလာမြောက်တကုံကနေဖြတ်သွားတယ်ကျိုးတရာဆင်းတယ်မြောက်ကလောင်ထဲကိုရောက်တယ်အဲ့ဒီမှာအနောက်ဆိုင်ကတစည်းကတောက်လျှောက်ပါလာတယ်တဲ့ပါလာပြီးတော့မှသူ့ကိုအသိရခိုင်တာဆိုင်ကေကိုဆိုင်ကင်းတဲ့ကောင်ကကောင်အသိရခိုင်တာကျမမျိုးသားရဲ့ကောင်အသိရခိုင်တာသူကကောင်ကိုလက်ညှိုးထိုးပြီးတော့မှ အတင်မသိရင်ကားပေါ်မှာဖြစ်စီတစ်ခုခုပဲပြုတ်ကြနေပြီလားကားပဲဘိန်းဘိန်းပေါင်းဘိန်းလေရော့နေလို့လားဘာလားအဲ့လိုကိစ္စကြီးတစ်ခုခုအကြီးကျယ်ကြီးဖြစ်နေတယ်လို့သူကအားရထိုင်တာကောင်းအဲ့နဲ့အမျိုးသားဘူးမသိပါမသိနဲ့ကားဘာလဲပေါ့ short ပဲဆိုပြီးရက်ပြလိုက်ရက်ပြလိုက်တဲ့အချိန်မှာသူကမိုးကြီးစိုက်စိုက်ကဲမိုးကြီးတကုံလုံးခြုံလာတယ်အိုးထောရွက်ဘာမှမဆောင်းထားဘူးမျက်နှာတော့ပေါ်ပေါ်တင်ပြထားတယ်ဘလောက်ရေးလဲဆိုတော့ပေါ့နော်စင်းလာပြီးတော့မှသူကဘာလုပ်လဲဆိုတော့သူ့အိတ်ထဲကနေပြီးတော့မှတဲ့ပတ်စံတော့ကိုထုတ်ပြီးတော့တဲ့ ဒါခမရပစံလားပေါ့အမျိုးသားလည်းကားပေါ်ကနေဆင်းလိုက်တယ်ခမရပစံလားပေါ့အချက်သူကလည်းကြောင်သွားတယ်ငါပစံကြခဲ့စရာအကြောင်းမရှိဘူး။ तू ကသူ့ဘယ်အိတ်ကို तू ကခုံနှခုံရဲ့ကြားမှာသူ့ဘယ်အိတ်ကို तू ကထားတယ်။ဘယ်အိတ်ကို तू ကလှမ်းယူပြီးတော့မှသူ့ပစံအိတ်ကို तू ကြည့်လာတော့သူ့ပစံက तू ကနဲ့ तू ရှိပြီးသား။အဲ့ဒီတော့ तू ကဘာလို့လဲဆိုတော့မဟုတ်ဘူး။ဒါကျွန်တော်ဟာမဟုတ်ဘူးတဲ့ခမရဘဒုဟာလည်းကျွန်တော်မသိဘူးလေလာမရှုပ်နဲ့တဲ့။ तू ကအဲ့လိုပြောပြီးတော့မှသူ့ပစံအိတ်ကိုတဲ့ तू ကထိုင်ကောင်တစ်ခုတည်းမှမထားတော့ဘူး။ तू ကားမောင်းနဲ့ထိုင်ကောင်မှာပဲ तू ကတင်လိုက်တယ်။တင်ပြီးတော့မှကားကလည်းမှန်ချထားတယ်။ ော့ तू ကအခုနကကားကိုအမြင်အရင်ထုတ်ပြရတယ်ဆိုတော့ဘာလဲပေါ့ဆိုတော့ तू ကကားကိုနည်းနည်းနောက်တကားလေးပိုင်ဖြွင့်ပြီးတော့မှစစ်တယ်ပြီးတော့ကားအောက်ကိုဟိုကားဘင်းဒီပိုင်တော့ဆိုတော့ तू ချောင်းပြီးတော့ကြိတ်လိုက်တဲ့အချိန်မှာသူပတ်စံအိတ်ကိုယူပြီးစစ်ဖြွင့်ပြီးတော့မှအကုန်လုံးယူသွားတာတဆန်နေဆက်ဆက်ငါးသိန်းနေပါရှိတယ်အကုန်ပါသွားတယ်ပါသွားတယ်အဲ့တော့လည်း तू ကယူပြီးတယ် तू ကပြေးတာပြေးတော့ဆိုင်ကယ်မောင်းပြေးတော့ဒီကောင်ဘာလဲပေါ့ဆိုကြည့်တယ် तू က तू ကလည်း तू ကလည်း तू ဒီကောင်သွားပြီးပေါ့ကားတကောင်ဖြွင့်ပြီး तू ကလည်းပတ်စံအိတ်ကိုမပြီးတော့ ထိုင်ကုန်မှာထိုင်မလို့ရှိမှသူဆိုင်ရင်ဆိုတော့ပြားမှမရှိတော့ဒါဂျမ်းမှမရှိတော့အကုန်ပါသွားပြီဘလောက်လူပါသွားလဲဆိုတာဂျမ်းအဲ့ဒါအကုန်လုံးသတိထားရအောင်ဒါသတိပေးတာမျိုးသားကတော့ပြောတယ်သူတဲ့ဟိုဆိုင်ဆိုင်တော့သူနည်းနည်းပါပြောထားပြီးပြီတဲ့ဒီကောင်ပါကောင်လဲသူလဲပြီးတော့တစ်ခုပြောမယ်ကား CCTV တောင်ကင်မရာရှိတယ်နော်ကားကင်မရာကနေသူ့ကိုကျမတို့ရုပ်ချထားပုံပါပြီး เนาะသူပါဆိုင်ကစီးတဲ့ဆိုတော့တီးတယ်ဆိုင်ကတွေပါလားဒါဒီဒီလူတွေနေရတော့ဆိုင်ကတစည်းတဲ့တတ်မှတ်ထားလို့မရဘူးသူတို့ကလိန်နေတဲ့လူကောင်းနေဆိုတော့လိန်နေတဲ့လူတွေကဆိုင်ကတစည်းတစည်းပြောင်းနေမှာပဲဟုတ်တယ်မလားဆိုင်ကတွေကအခုချိန်မှာငှားပြီးတော့ပေါ်ရောနေတဲ့အချိန်ဆိုင်ကပြောင်းပြီးဒီကောင်လုံးနေမှာပဲအဲ့တော့ပြောချင်တာကကျမတို့တွေသတိထားရမယ်ကိုကိုပိုင်ကစီးနေတာတော့လုံကြုံတော့တဲ့အချိန်လုံကြုံတော့တဲ့ခက်เนาะသူတို့ကတယောက်တည်းမဟုတ်ဘူးအခုကျမတို့ဟိုပတ်သက်ရပတ်သက်ကြောင်လို့ဟဲ့ကျွန်တော်လဲပါလားကျွန်တော်လဲပါဆိုတော့အခု၄၅ယောက်ရှိပြီ နော်၄၅ရောက်ရှိပြီဦးကျမတို့တရင်ကြားဟာအခုဘဒူတွေရောအဲ့လိုမျိုးတွေခံနေရပြီလေနော်ဘဒူမှအဲ့လိုမျိုး line မမတင်လို့ဒီကောင်နေနော်မမျှ share ပေးပါအကောင်လုံးတတိထားလို့ရအကောင်လုံးဝီရိယရှိပါနော်ကိုကကိုကောင်မှကိုနေနေတာဘဲဆိုပြီးတော့မှဟိုစိတ်လွတ်ကိုလို့မနေပါနဲ့နော် lot တွေချထားမောင်းလဲ lot ချရက်လဲ lot ချအဲ့လိုမျိုးသားပဲသူတို့ရဲ့တခုတတိတတိထားတာ तू ကအမြင်နဲ့ကားပေါ်ဆင်လို့ရှိရင် तू ပစံအဲ့ရ तू ကားထဲမှာ तू လုံးကြုံတာပေါ့ဆိုပြီး तू ကထားထားခဲ့ နော်ဒင်းကိုလည်းညီမအမြဲပြောတယ်ပတ်စံကိုအမြဲနဲ့အိတ်ထဲမှာအများကြီးမထဲနဲ့ပစ္စည်းဘိုးတွေအကုန်ပြီးကေပေးတဲ့ထဲကေပေးတဲ့ထဲညီမအမြဲပြောတယ်ပြီးထားတဲ့လောက်အိမ်မှာအကုန်ထားမဟုတ်ဘူး तू ကဟိုအလွယ်လွင်းတကူပေါ့နော် तू လုံချုံတယ်ပေါ့ तू ကာနဲ့ तू ပဲပေါ့အခုခံလိုက်ရတော့ကြည်ပတ်စံက15သိန်းနီးပါးရှိတယ်15သိန်းနီးပါးပါပါတော်သေးတာပေါ့လူဝန်အန်တရယ်မလုပ်ရတာနင်းကိုပြောလိုက်မယ်ဒီကောင်မြတ်ရှဲပေးပါဒီကောင်ဒီကောင်ရုပ်လေကျမတို့ မပြောသေးဘူးเนาะနင့်ကိုငါတို့ရုပ်မတင်သေးဘူးငါတို့အခုနင့်ရုပ်ကိုတက်ဆိုင်ရတက်ဆိုင်ရငါတို့အကြောင်းကြားထားပြီးပြီပို့ထားပြီးပြီနင့်လွတ်အောင်ပြေနင့်မနေရကျိုးတရာအစင်မြောက်ဥကလမြောက်တကုံကနေလာတက်လာတဲ့မြောက်ဥကလကျိုးတရာအစင်ထိတ်မှာနေလောက်ရတယ်နော်နေလောက်ရတယ်နေပတ်ဆက်55သိန်းနေပါပေါ့ဒါနေသူများနေရဲ့လောက်ကွတ်သူတို့ရဲ့လောက်ကွတ်ရနော်သူတို့ပတ်ဆက်သူတို့အရင်ရှင်းတာပေါ့ကျမယောက်ျားကလည်းအဲသူများသူပါပြောသလား ငါကိုတဲ့ဟိုစိတ်ကောင်းစေတနာထားမိသွားလို့လားဘာလို့လဲဆိုတော့ तू ကအရင်ပတ်စံလက်ပေးတယ်တဲ့ဒါလည်းခင်ဗျားပတ်စံလက်အဲ့မှာလည်းခင်ဗျားပြုတ်ကြခဲ့တယ်ကိုကကိုဟာမဟုတ် तू က तू ကအမှန်တကယ်တော့ तू ရှာတဲ့ပတ်စံပဲ तू ပတ်စံ तू ဘယ်တော့မှသူများပတ်စံလို့မမှန်ပါဘူးပတ်စံ तू လှုပ်လို့ပတ်စံသူများ तू ကပို့ခဲ့ရင်တော့ तू အမြဲတမ်း तू ပြန်ပြန်ပြီးတော့လွှဲပေးနေကြလှုပ်ပေးနေကြအဲ့လိုလူမျိုးညာပတ်စံမှာတရားယူရမှာမပါဘူးတင်းကနော်အဲ့တော့ပြောချင်တာကမလုံခြုံတော့ဘူးအိမ်ထဲမှာနေလည်းမလုံခြုံကိုကောင်ဘုံမှာကိုမောင်းွားလည်းမလုံခြုံဘူး ဆိုင်ကစည်းဝါလည်းမလုံးချုံဟိုတနေ့ကလည်းသူ့ရှေ့မှာပဲတဲ့မြောက်တကုံမှာပဲအဲ့ဒါလေသူ့ကားဖြတ်သွားတဲ့အချိန်မှာဆိုင်ကယ်ပေါ်ကနေပြီးတော့မှတွားနေတဲ့လမ်းတွားနေတဲ့အမျိုးသမီးရဲ့ဆွဲကြိုးကိုလှမ်းဆွဲတာအမျိုးသမီးကလည်းပြန်ဆွဲတော့လောကတိလေးကအမျိုးသမီးတက်ထမှာကြံခဲ့တယ်တဲ့ဆွဲကြိုးကတော့ပါသွားတယ်အဲ့ဆိုင်ကယ်သမားတွေပဲနော်ဆိုင်ကယ်နဲ့လှုပ်ရှားနေတာပြီးတော့အဲ့မြောက်တကုံမှာတော်တော်ဆိုးနေတယ်လို့ပြောတယ်ဟိုဘသူတွေရောခံနေရပြီလေပေါ့နော်ဘသူတွေရောခံနေရပြီလေ ျမတို့ပြောချင်တာကျမတို့တော်တော်လေးသတိထားရမယ်အချိန်ရောက်နေပြီပေါ့နော်ဟိုတော်တော်လေးကဘယ်လိုပြောရမလဲဟိုမရှာစားတော့ဘူးလွယ်လေးတကူယူစားလို့ရတယ်လွယ်လေးတကူဗာလဲကပိုင်းနှိုက်လို့ရတယ်လွယ်လေးတကူကျမတို့တော့အနေရင်းစားပါနော်ခစ်ကမကောင်းဘူးဆိုရင်အလုပ်တွေကအများကြီးရှိသေးတယ်လှုပ်လို့ရတယ်ရင်းလို့ရတယ်ခစ်နော်ပြောချင်တာကလေတော်တော်လေးကိုမနေ့ကအမျိုးသားပြန်လာပြီးတော့မှသူမျက်နှာမကောင်းဘူးသူအိမ်မှာတော်တော်သူအိမ်မှာမပြောဘူးမပြောဘူးသူအိမ်မှာ အိမ်မှာသူမပြောဘူးဘာဖြစ်လဲဘာဖြစ်လဲပြောဆိုမှအဲနဲ့ဘာမှဖြစ်ဘူးလေရတယ်အဲ့ဒီပြန်လာတဲ့အနေထားကကျမပြောရှင်းတာအခါနဲ့ရုပ်ကအဲ့ဒီရုံမဟုတ်ဘူးဘာလဲပြောဆိုမှအတင်းအရမ်းမပြောအဲ့လိုအဲ့လိုပဲကိုယ့်အိမ်မှာမဆန်တပြားမှမရှိတော့ဘူးဟမ်မနေ့က15သိန်းဒီမှာပတ်စံပါသွားတယ်ဘာဖြစ်တာလဲဘလို့အဲ့လိုအဲ့လိုပဲဆိုတော့ကြောတကယ်တကယ်နင်တို့ရဲ့အုံနှောက်ကိုလည်းတကယ်လေးစားတယ်တကယ်နင်တို့ဘလို့ညံ့ညံ့နဲ့တုံပြီးတော့ဒီလိုအကွက်ကိုနင်းပြီးတော့ပါနော် ငါတို့ရဲ့အပူစာဝါအောင်စာလိုက်ငါတို့စက်ငါးတဲ့ဆိုငါတို့ရဲ့တလားစာတော့ရှိတာပေါ့ငါတို့တလားစာအိမ်စရေတော့ရှိတာပေါ့ဝါအောင်စာလိုက်နော်ဝါအောင်စာလိုက်နင်းပြန်ခံရမယ့်အလဲရောက်လိမ့်မယ်နင်းပြန်ခံရလိမ့်အခုနင်းရုပ်ကိုနင်းရုပ်နဲ့တကွာကိုငါတို့ကနော်လိုက်တော့ပို့နင်းကိုပို့ထားပြီးတာအေးပတ်စံပြန်လို့ကျင်တော့မဟုတ်ဘူးအဲ့ဒီစရာကိုရိုက်ချိုးကျင်တော့သူများစရာမတရားလို့ကျင်တဲ့ကောင်လေးနော် အားလုံးလည်းသတိထားကြပါတော့အားလုံးလည်းသတိထားကြပါခံရရလို့ရှိလို့ရှိရင်လည်းဟိုဘလို့တွေလောက်ရမလဲဒီကောင်တွေဘလို့တွေနှိမ့်နှင်းရမလဲဆိုတော့ဝိုင်းပြီးစဉ်းစားပြီးတော့မှဒီကောင်တွေနှိမ့်နှင်းဖို့တော့လောက်ရမယ်ဒီကောင်တွေအရန်ကိုရဲသိနေပြီနော်လုံးချုံကားကိုလော့ချပြီးတော့နေတယ်ကားပေါ်ကနေရအောင်ဆင်းခိုင်းပြီးတော့မှဒီပတ်စံကိုရအောင်ယူသွားတယ်ဆိုတော့ ဒီကျွန်တော်တို့ပြည်ပဒီလောက်ပါပဲတီယူဖွင့်လေးအရေးအမှအရေးကြီးသွားပြီဗျာနော်ဒီအခုဖြစ်ပြသွားတာကတော့ဒီရန်ကုန်မြို့မြောက်တကုံမှာတို့ပြောရဲပေါ့နော်ဒီမြောက်တကုံမှာဒီခိုးဆိုးလူနိုင်ဒီအရန်ကုန်မှာပုံမြက်လာတယ်ဒီနေကင်းကြောင်တောင်ကြီးကိုဖြစ်သွားတာဗျာနော်ဒီမှဆိုရင်သူ့ရဲ့ကားပေါ်ကနေဒီပစံဒီပစံကိုဒီဆိုင်ငယ်နဲ့ခိုးပြီးတော့လုပြေးသွားတယ်ဒီအရှိဆုံးကအမှဆိုရင်လေဒီဆိုင်ငယ်စီးလိုက်ရင်လည်းပေါ့နော်ဒီ ဒီမိုက်ရလည်းပြန်ဆွဲချိုးဖြုတ်ပြီးတော့လူပြေးသွားတယ်ဒါကတော့တကယ်မှဒီကြောက်ဖို့ကောင်းလာပြီကျွန်တော်လူလည်းအားလုံးပဲကြီးဆိုင်ကြပါဒီဗီဝန်လေးလည်းအများသူကတည်းအရုံးမြန်လက်အရှိလေးပြီးလို့ပြောတော့ဆွဲချင်ပါတယ်ဒီဗီဝန်လေးပတ်သက်ပြီးတော့အမျိုးရဲအတိတ်ကြုံနဲ့ဒီမီဆက်ဆဲကိုလည်းကျွန်တော်ကောမန့်မှာမှတ်ချက်ပေးခဲ့လို့ရတယ်ဝေဖန်အကြံပြုစကားလေးလည်းပြောခဲ့လို့ရပါတယ်ဗျဟုတ်ပါကျွန်တော် channel နေဘူးသူရရတဲ့အကြောင်းနဲ့ဆယ်လီတင်အတိတ်ကိုမြင်ရတဲ့ဆက်ပြီးမှာကျွန်တော် channel like subscribe နဲ့ like subscribe နဲ့ main and reply လေးပါနှိပ်ခဲ့ပေးဖို့တော့ဆွဲချင်ပါတယ်ကျွန်တော် channel အားပေးကြည့်ရှုသူတွေရဲ့ချင်းရဲ့ကြည့်စီများရတဲ့ပါတယ်နောက်ထပ်ပြီးပါပြန်ဆောင်ကြမယ်တဒါ